မင်္ဂလာပါရှင်မန္တလေးခေတ္တကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်။မင်းအောင်လိုင်းရဲ့နောက်တစ်ကြိမ်ဘန်ကောက်ဒေါ်လာဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်။မင်းအောင်လိုင်းကမြန်မာနှစ်သက်ကူနေ AP 18ရက်နေ့မှာမလေးရှားဝင်ကြီးချုပ်အန်ဝါအီဘရာဟင်နဲ့တွေ့ဆုံဖို့ဘန်ကောက်ကိုရောက်ရှိလာမယ်လို့သိရပါတယ်။အန်ဝါကဒိုင်းဝင်ကြီးချုပ်ပီထုံတန်ရှင်နာဝါထရာနဲ့တွေ့ဆုံဖို့ဘန်ကောက်ကိုရောက်ရှိနေစဉ်အတွင်းမင်းအောင်လိုင်းကိုလာတွေ့ဖို့ဖုန်းဆက်ခေါ်လိုက်တာလည်းဖြစ်ပါတယ်။ အနဝါကလက်ကောင်ဖုန်းတစ်ချက်ဆက်လိုက်ရုံနဲ့အခုလိုမြန်မာနှစ်သက်ကိုနစ်စန်တရက်လိုအခါကြီးရကြီးမှာတော့တွေးဖို့သဘောတူခဲ့တဲ့အတွက်ကျေးဇူးတင်ကြောင်းနဲ့နိုင်ငံအတွင်းစစ်စင်ရေးများရက်တက်မယ်ဆိုရင်အကူအညီများပေးမယ်လို့ရှင်းရှင်းလင်းလင်းအသိပေးသွားမယ်ဆိုပြီးအခုတွေးဆောင်မယ့်အရေးကလည်းလူသားချင်းစာနာထောက်ထားမှုနောက်ခံနဲ့တွေးဆောင်ခြင်းဖြစ်တယ်လို့ပြောကြောင်းမလေးသတင်းစာရီမှာရှင်းသားထားပါတယ်အနဝါက၎င်းမှာအပြင်းရက်ဖို့ဖုံးဆက်ပြောပြီးနှစ်ရက်အကြာမှာမင်းအောင်လိုင်းမှာရက်ဆိုင်ပေးခဲ့တယ်လို့လည်းပြောပြပါတယ်မင်းအောင်လိုင်းကဘန်ကောက်မှာသူကိစ္စနဲ့သူရောက်နေတဲ့အန ဝါအီဘရာဟင်တဦးရဲနဲ့သာတွေ့ဆုံမှာဖြစ်ပါတယ်။တရင်မှာတာဆင်နဲ့တွေ့ရှိရန်ရှိရလို့ဖော်ပြမထားတော့လဲအန်နဝါကတော့၎င်းနဲ့တွေ့ရန်ရှိရလို့ဆိုပါတယ်။ကုလသမဂ္ဂမှာပဲစစ်ကောင်စီရဲ့အပြင်ရန်ကြီးကဟန်ပြတာဖြစ်ကြောင်းသခိုင်းမကွေးပကိုမန္တလေးကရင်နီရှမ်းချင်းအေယာဝတီကချင်းကရင်မွန်နဲ့ရခိုင်တို့မှာလေကြောင်းတိုက်ခိုက်မှုနဲ့လက်နက်ကြီးပစ်ခတ်မှုတွေဆက်လက်ကျူးလွန်ခဲ့ကြောင်းနဲ့အီဘီလာကိုရန်နေဝန်သူမျိုးနဲ့လေကြောင်းတိုက်ခိုက်မှုတွင်တည်ဆုံခဲ့ကြတဲ့ကလေးငယ်တွေနဲ့ပြည်သူတွေရဲ့တရင်တပ်ပုံတွေကိုထုတ်ပြန်ပြောဆိုထားသည့်အတိုင်းယုံကြည်နေခြင်းဟာ ဘလောက်ထိယူသွင်းလာတယ်လဲမင်းအောင်လိုင်ကပါဇက်ကအပြစ်ရရေးနောက်ထပ်6လတက်တန်းတိုးပြီးမယ်လို့ပြောရင်လည်းယုံကြည်ကြမဲ့သူတွေသာဖြစ်ပါတယ် တာဆင်နဲ့အာဆီယံကတရုတ်ရဲ့ထားရနေစီရသွားတပည့်ကြီးကိုတင်သွင်းလို့ရမယ်လို့ယူဆနေတာကလည်းအံ့ဩဖွယ်ပဲဖြစ်ပါတယ်။ငလင်းနိုင်ငံကြီးနဲ့လူရဝင်လာတဲ့မအာလာကသွေးနှစ်ထင်ရောက်လာပြီးပြီးခဲ့တဲ့ဘန်ကောက်ခီးစင်မှာအစင်းနေဆက်ဆံခဲ့ရတာကိုအမှန်ရှိပုံမရအခုလည်းတရုတ်ကြီးရဲ့တပည့်တပန်းဖြစ်မှလူရဝင်နေခြင်းပုံရလို့လည်းအန်နဝါကဖုန်းလိတစ်ချက်ဆက်ယုံနဲ့အပြေးတစ်ပေါက်ရောက်လာတာဖြစ်ပါတယ်။၎င်းကိုဘာကြောင့်အန်နဝါကမလေးရှားကိုမဖိတ်ကြားပဲနေလိမ့်တယ်လဲဆိုတာကိုလည်းစဉ်းစားနိုင်ချက်မရှိတော့ပါဘူး။မြည်တော့ပင်ဆိုစီမြင်းငလင်းကြီး ကြောင့်၎င်းတို့ရာသီနေမီမှာကြာပြီးဖြစ်တဲ့နိုင်ငံတကာအသိမှတ်ပြုခံရမှုစိုက်ရောက်လာလိမ့်ပြီလို့ကြည်နူးနေမှာသာဖြစ်ပါတယ်။၎င်းတို့ဘွဲကလူမှုခန်းစားနေရတဲ့ဒုက္ခဒုက္ခတွေကိုမြီးပြီးအခွင့်အရေးများရနိုင်သမျှတည်ယူဖို့စီမံနေပါတယ်။လာရှုအကျဉ်းထောင်မှာလွတ်မြောက်ခဲ့တဲ့နိုင်ငံအကျဉ်းသား200ခန့်နဲ့စီဒီအန်ဝန်ထမ်းတွေကစစ်ကောင်စီတပ်များလာရှုကိုဝင်မလာမီအ мян ရွှေပြောင်းဖို့ပြင်ဆင်နေရလို့ဆိုပါတယ်။အများစုကလောက်ကင်ပါဝင် MNDA ထိန်းချုပ်ထားတဲ့မြို့တွေကိုရွှေပြောင်းကြမယ်လို့သိရပါတယ်။လာရှုမြို့ပေါ်ကိုစစ်ကောင်စီမှအုပ်ချုပ် ချုပ်မှာဖြစ်ပြီး MNDE ကမြို့ပြင်ရှိကျေးရွာတွေကိုထိန်းချုပ်မှာဖြစ်ပါရေးလာရှိုရှိတရုတ်ကောင်စင်ဝင်ယုံမှာနှစ်ဖက်တက်များအကြားဂျာနီသူဖြစ်ထိန်းသိမ်းသွားမယ်လို့သိရပါတယ်။အဲ့ဒီအတိုင်းဆိုရင်တရုတ်ကစစ်ကောင်စီကိုရန်ရွာညင်ဝတ်ပြပြားရေးကိုသာတာဝန်ယူခိုင်းပြီးလာရှိုမှာတစင်းရှမ်းမြောက်ဒေသရှိနိုင်ငံရေးစီးပွားရေးတွေကိုကျိုးကန်သွားကြမယ်ပုံစံဖြစ်လာနေပါတယ်။ ဆက်လက်ပြီးအေအေထုစစ်ရည်နေချိန်မှာကာဘာဆာစက်ယုံတွေကိုကာကွယ်ဖို့စစ်ကောင်စီကညောင်ကျိုးနဲ့ညောင်ချောင်းမှာအင်အားတိုးချဲ့ပြီးစစ်ပြင်းစင်နေတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ပဲခူးတိုင်းပရောင်မြို့နယ်ရှိညောင်ကျိုးနဲ့ညောင်ချောင်းစက္ကန့်တွေကိုစစ်ကောင်စီကစစ်အင်အားများပို့ဆောင်နေပြီးစစ်ပြင်းစင်လည်းရှိကြောင်းသိရပါရယ်။စစ်ကောင်စီကပြည်မျိုးမှချင်းလင်းချင်းမြန်တရင်ထုံထုံအင်အားရာချီကိုပြီးခဲ့တဲ့ AB စနေရကစပြီးညောင်ကျိုးနဲ့အမတ်ကျောင်းကာကွယ်ပစ္စည်းစက်ယုံကာဘာဆာ600ညောင်ချောင်းကိုစစ်အင်အားရာချီပို့ဆောင်နေကြောင်းသိရပါရယ်။ ညောင်ကျိုးကိုပြန်သိမ်းနိုင်ဖို့တက်ကပါစာဆက်ယုံနေဘက်ကိုထိုးစစ်ရောက်မလာဖို့အပြည့်ရထားတဲ့ကာလအတွင်းအလင်းမြန်အင်အားပိုနေတာပြီးခဲ့တဲ့ခုနှစ်ရက်နေကလည်းညောင်ကျိုးနဲ့ဘရောင်ကိုအင်အားအလဲအလဲလုပ်နေတာတွေရှိရလို့စည်ရေးသတင်းအရင်းမြစ်တွေကပြောပါရယ်။ဒါအပြင်ညောင်ကျိုးမှထွက်ပြေးလာတဲ့ရဲတပ်ဖွဲ့ဝင်တွေနဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ကိုဘရောင်ရှိတပ်စခန်းတွေမှာခေါ်ယူထိန်သိမ်းပြီးခန့်စစ်ပြင်ခိုင်းထားကြောင်းသိရပါရယ်။ပြီးခဲ့တဲ့ AP နှစ်ရက်နေကအာရခတက်တော်အေးသိမ်းပိုက်ထားတဲ့ညောင်ကျိုးစခန်းကကပါစာဆက်ယုံများတရှိရညောင်ကျောင်းနဲ့စင်မိုင်းကန်တာကွာ ဝေးပြီးစစ်ကောင်စီကကာဘာစာစက်ရုံများကိုကာကွယ်ဖို့စက်ရုံအတွင်းရှိစစ်ကောင်စီတပ်ဖွဲ့ဝင်တအုံးမကြံကိုစက်ပြက်ကွေလက်နက်လေးကျင့်ရေးစင်ခိုင်းထားကြောင်းတပ်တရင်အရင်မြစ်တွေစီကတင်ရပါတယ်စစ်ကောင်စီကတောင်ကုန်းမြို့ကြားအပီးတောင်ကုန်းနဲ့ပြည်ပတော်လမ်းရှိတောင်ပုံကြီးမိုးတိပြူဟာပကံကွဲညောင်ကျိုးစကန်းနုကိုပါအေးနဲ့ပူပေါင်းတပ်ဖွဲ့ပန်ပေးလိုက်ပြီးကာဘာစာစက်ရုံများလက်လွတ်မရစေဖို့အတွက်အထူးကြိုးပမ်းလာတာဖြစ်ပါတယ်အေးကပြီးခဲ့တဲ့ AP တရရနေ့မှာ AP လ30ရက်နေ့ထိတစ်ဖက်သက်အပြည့်ရဲ့ကြောင်းကျင်းညာပြည်နောက်ရခိုင်ဘကို အဆက်ရှိညောင်ကျိုးနဲ့ညောင်ကျောက်စကန်တွေကိုထိုးစစ်ဆင်နေမှုတွေကိုရပ်တန့်ခဲ့တော့လဲစစ်ကောင်စီကအဆိုပါနေမြေတွေမှာအင်အားတိုးချဲ့ပြင်ဆင်လာတာဖြစ်ပါတယ်စစ်ကောင်စီကလည်းတုံးပတ်ကြအပြစ်ခတ်တယ်လို့ကြေညာထားတော့လဲ၎င်းတို့ထုတ်ပြန်ချက်ကိုချိုးဖောက်ကစစ်ဆိုင်နေတဲ့နေမြေတွေမှာစစ်အင်အားတိုးချဲ့ခြင်းနဲ့လေကြောင်းမှပုံကျဲတိုက်ခိုက်ခြင်းတို့ပြုလုပ်နေတာဖြစ်ပါတယ် နောက်ထပ်တစ်ပုတ်အနေနဲ့ကော်ဂရီမှာကျင်းရွာတွေကိုလက်နက်ကြီးတွေနဲ့ပစ်ခတ်နေတဲ့စစ်ကောင်စီတပ်စခန်းတွေကို KNN လေးပူပေါင်းမဟာမိတ်တပ်တွေကဝင်ရောက်တိုက်ခိုက်နေပြီးတိုက်ပွဲပြင်းထန်နေပြည်သူများစစ်ပီးရှောင်နေရတဲ့ကြောင်းတင်ဆက်ပေးပါမယ်။ကရင်ပြည်နယ်ကော်ဂရီမြို့နယ်မှာကျင်းရွာတွေကိုလက်နက်ကြီးနဲ့ပစ်ခတ်နေတဲ့အကြမ်းဖက်စစ်တပ်ရဲ့စာကခဆနစ်အနီရှိစစ်ကန်ကိုဝင်ရောက်တိုက်ခိုက်နေပြီးတိုက်ပွဲပြင်းထန်နေကြောင်း KNN လေးမဟာမိတ်ပူပေါင်းစစ်ကြောင်းတင်ပြအရင်းမြစ်တွေကပြောကြားခဲ့ပါတယ်။ AP လ14ရက်နေ့ညပိုင်းမှာစတင်ပြီးကော်ဂရီမြို့နယ်ကျုံတိုလမ်းပိုင်းရှိကျင်းရွာတွေကိုဟောင်ဝဲစားအမြောက်တင် ်ကားတစီးနဲ့လိုက်လံပစ်ခတ်တိုက်ခိုက်နေတဲ့အတွက်စစ်စင်ရေးကုတ်ကဲမှုဌာနချုပ်စာခကစနစ်အနီးရှိရှင်ကွဲတောင်နေရာတဝိုက်ကို KNL မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေကထိုးစစ်စင်တိုက်ခိုက်နေကြောင်းဒီကနေ့ AP 15ရက်နေ့မနက်ပိုင်းထိတိုက်ပွဲဆက်လက်ပြင်းထန်စွာဖြစ်ပွားနေကြောင်းသိရပါရယ်အကြံပတ်စစ်ကောင်စီတရဲကြောင့်ဒုခမရ945တရင်နဲ့ခမရ946တရင်တို့ကညပိုင်းမှာ၎င်းတို့ထိန်ချုပ်ထားတဲ့ရှင်ခွဲတောင်လမ်းပိုင်းကနေပြီးပြည်သူတွေရှိတဲ့ရှေးပူကြီးကော်ဝလဲဝင်းပြနောင်တမန်သမိန်တို့ တောင်ကမရိုင်မိကလုံကန်းနီကြီးရွာတွေကိုလက်နက်ကြီးတွေနဲ့စတိုက်ပစ်ခတ်နေတာဖြစ်ကြောင်းသိရပါတယ်။ဒီလိုပြည်သူတွေကိုဥတီပြီးလက်နက်ကြီးတွေနဲ့ပစ်ခတ်နေတာကြောင့် KNL နဲ့မဟာမိတ်ပူပေါင်းတပ်တွေကရှင်ကွဲတော်တဝိုက်ကိုထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ကြောင်းသိရပါတယ်။ဒီကောင်နေပြည်သူတွေရှိတဲ့ရွာတွေကိုညတိုင်းလက်နက်ကြီးတွေနဲ့လိုက်ပစ်နေတာအဲဒီတော့ KNL နဲ့ PDF တွေကတီးမခံနိုင်တော့လို့ဒီကောင်တွေရှိတဲ့နေရာကိုဝိုင်းတိုက်တာအခုတိုက်ပွဲတွေပြင်းထန်နေတဲ့ရွာသားတွေကတာမညာဘတ်ရွှေပြူချောင်းပတ်ပြန်ရှောင်နေပြီလို့ဂျုံတို့ဒေသခံစည်ရေးတရင်အင်းမြစ်တွေက ပြောပါရယ်ဒီလိုတိုက်ပွဲပြင်းထန်နေတာကြောင့်ဧပြီလ15ရက်နေ့မနက်9:00နာရီကျော်ကမှကော့ဂရိတ်တောင်ပိုင်းကကျင်းရွာဘက်ကိုအကြမ်းဖက်စစ်တပ်ကလေယာဉ်နဲ့ပုံကျဲတိုက်ခိုက်ခဲ့ကြောင်းသိရပါရယ်ညကပြစ်ထဲတာကမရိုက်ကြီးမိကလုံဘက်တောင်ကြားအင်းတမိန်တွတ်ဘက်ကြားရယ်ပြောတယ်မကလုံကဖောင်စိတ်ဘက်နှလုံးကြားရမှာဖုန်ကြီးကြောင့် အလုံးကြီးအစဆင်ပြီးအိမ်သုံးလုံးထိတဲ့လူအထိကိုက်မရှိဘူးကုမနကရှင်ကွဲတောင်ပဲဖြစ်နေတဲ့ခုနကပဲဝင်းကရွာဘက်ကိုလင်းရင်နဲ့တွားကျတဲ့အထိကိုက်မတိရသေးဘူးလို့ KNL မဟာမိတ်ပူပေါင်းစစ်ကြောင်းသတင်းရင်းမြစ်တွေကပြောဆိုပါတယ်လက်ရှိအချိန်မှာကျုံတုံးမြို့ဝင်းနွားချံကုန်းကရင်စုနဲ့ကိုးတိုင်ငါးတိုင်း ကော့ဝလဲကြီးရွာရီမှာအကျန်းဖက်စစ်တပ်ကကာကင်းစစ်ကြောင်းများဖြန့်ကျက်ကင်းမုံချထားပြီးလေကြောင်းမှလည်းကင်းထောက်ပြန်တမ်းမှုရှိတဲ့အတွက်ဒေသခံပြည်သူများကကျိုင်းမြစ်တစ်ဖက်ကန်ကြီးရွာရီနဲ့တာမညာကြီးရွာဘက်ကိုနေရဲစွန့်ခွာရွှေပြောင်းရှောင်းတိန်မှုတွေရှိနေကြောင်းသိရပါတယ်။ပြည်သူတွေကိုလက်နက်ကြီးနဲ့ပစ်ခတ်နေတဲ့ရှင်ကွဲတောင်နေရာတဝိုက်က DKPA BGN နဲ့စစ်ကောင်စီတပ်တွေကထိန်းချုပ်ထားတဲ့နေရာဖြစ်ပြီးကုန်တင်ကားတွေနဲ့ခီးတက်တင်ကားတွေကို water gate တွေမှာ ဖွင့်ပြီးပတ်စံကောင်းနေတဲ့နေရာဖြစ်ကြောင်းသိရပါဗျ။နောက်ထပ်တပုတ်နေတဲ့စက်ခိုင်ပါတီဆွဲဆိုထားတဲ့အမှုသုံးခုနဲ့မိုက်ကယ်ကျော်မြင့်ထောင်ငါးနှစ်ကြာတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ပြည်တော်စုစက်ခိုင်နဲ့ဖွံ့ဖြိုးရေးပါတီကဆွဲဆိုထားတဲ့မိုက်ကယ်ကျော်မြင့်ကထောင်နဲ့ငါးနှစ်ချမှတ်ခံရကြောင်း၎င်းရဲ့မိသားစုဝင်တွေစီကသိရပါဗျ။ရန်ကုန်တိုင်းမြန်ကုန်းမြို့နယ်တရားရုံးမှ2024ခုနှစ်ဒီဇင်ဘာလ6ရက်မှာထောင်ဒဏ်နှစ်နေပြီးတော့ပုပ္ပတီတီတရားရုံးမှအခု2025ခုနှစ်ဖေဖော်ဝါရီ20ရက်နေ့မှာထောင်ဒဏ်နှစ်အခုနှစ်မလ28ရက်နေ့မှာ နေပြီးတော့ဒက္ခိဏသီရီမျိုးနဲ့တရားရုံမှာထောင်ဒဏ်တနည်းစုစုပေါင်းထောင်ဒဏ်၅နှစ်ချမှတ်ခံရခြင်းဖြစ်ပါတယ်။အဲ့ဒီတရားရုံတုံကုလုံကဆက်သွယ်ပြီးပုံမှန်66ကာကြီးနဲ့ပြစ်ဒဏ်ချမှတ်ခဲ့ကြောင်းသိရပါတယ်။ ဥပဒေပြဋ္ဌာန်းချက်တွင်ရှိပေမယ့်ပြစ်မှုတစ်ခုတည်းကိုသုံးမှုဆွဲခွင့်မရှိဘူးလေဒါပေမဲ့အခုတော့အမှုသုံးခုဆွဲပြစ်ဒဏ်သုံးခုချတဲ့အဖြစ်တကယ်ဖြစ်သွားတာဥပဒေတွေလည်းမတည်တော့ဘူးလို့၎င်းကမိသားစုဝင်တွေကပြောပါရယ်2023ခုနှစ်မလ28ရက်နေ့ကမိုက်ကယ်ကျော်မြင့်ပြုလုပ်တဲ့သတင်းစာရှင်းပွင့်ပွဲကြောင်းတရားစွဲခံရတာဖြစ်ပါရယ်အဆိုပါသတင်းစာရှင်းလင်းပွဲမှာထိုင်းနိုင်ငံနဲ့မလေးရှားနိုင်ငံကိုလှုပ်သားပို့ဆောင်မှုပြုလုပ်နေတဲ့ Star High နဲ့ Seven Star High ကုမ္ပဏီတို့မှစံခိုင်ဥက္ကဋ္ဌဦးခင်ရဲ့တူမနဲ့အမကြီးကိုယ်တိုင်ပါဝင်နေကြောင်းမိုက်ကယ်ကျော် မင်းကပြောဆိုခဲ့တဲ့ပြင်ကြံခိုင်ပါတီဥက္ကဋ္ဌဦးခင်ရင်ကိုဥက္ကဋ္ဌကြီးလောင်ကီလိုလူမှုကွန်ရက်မှာတုံ့နှုံခဲ့ပါတယ်။ဒါကြောင့်2023ခုနှစ်ဧပြီလ9ရက်ကစတင်ပြီးကြံခိုင်ပါတီမှတည်ရလို့ပြုလုပ်လို့မိုက်ကယ်ကျော်မင်းကိုနေရာ3နေရာမှာဆက်သွယ်ရေးပုံမှ66ကကြီးနဲ့တရားစွဲဆိုထားခဲ့တာဖြစ်ပါတယ်။မိုက်ကယ်ကျော်မင်းဘက်ကလည်းကြံခိုင်ပါတီအနေနဲ့မပုံတင်ထားတဲ့အစင်မှာတည်ရဝင်နိုင်ငံပါတီအဖြစ်လိမ့်လည်ပြောဆိုရလို့ဆိုပြီးကြံခိုင်ပါတီရဲ့ဥက္ကဋ္ဌဦးခင်ရင်နဲ့ဘူကော်မတီအဖွဲ့တွေကိုအမှုဖွင့်ဆောင်ရွက်ပေးဖို့နေပြည်တော်တက္ကသိုလ် ီရီမျိုးမရဲစခန်းကို2023ခုနှစ်အေပီလ19ရက်ကပေးပို့တိုင်ကြားခဲ့ပါတယ်။မိုက်ကယ်ကျော်မြင့်တိုင်ကြားထားသလိုပဲစစ်ကောင်စီရဲ့ရွှေကောက်ပွဲကော်မရှင်ကစန်းခိုင်ပါတီကိုမျက်ပုံတင်ခွင့်ပြုတာဟာအေပီလ20ရက်နေ့မှာဖြစ်တဲ့နိုင်ငံပါတီမျက်ပုံတင်ခြင်းဥရေပုံမှာကိုနဲ့ညီမျက်ပုံတင်ခွင့်ပြုကြောင်းနဲ့မျက်ပုံတင်အမှတ်မှာတည်ဖြစ်ကြောင်းရွှေကောက်ပွဲကော်မရှင်ကအေပီ20ရက်မှာသာထုတ်ပြန်ကြေညာတာပါ။ ဒါပေမဲ့နေပြည်တော်ဒက္ခိနာတီတီမျိုးမရဲစခန်းမှာမိုက်ကယ်ကျော်မြင့်တိုင်ကြားချက်ကိုလက်ခံပြန်ကြားခြင်းမရှိခဲ့ကြောင်းသိရပါဗျ။ဒါအပြင်မိုက်ကယ်ကျော်မြင့်ရဲ့အခြေခံလူရန်စာဘဝမြန်မာပြည်ပါတီမှလည်းပယ်ဖြတ်ခံလိုက်ရတဲ့အပြင်မနစ်ကလည်းမိုက်ကယ်ကျော်မြင့်ပိုင်ဆိုင်တဲ့နေပြည်တော်ပုပ်ဖတီတီမျိုးနယ်မှာနေအိမ်ကိုနာဆာကနေပြည်တော်စီမံတိုင်ရိုက်ကော်မတီကသိမ်းဆည်းခဲ့ကြောင်းသိရပါဗျ။ပါတီကိုလည်းပယ်ဖြတ်လိုက်တာအိမ်ကသိမ်းတာကငွေကြေးခဝါချလို့တဲ့ကိုမိုက်ကယ်အကုန်ပြခိုင်းတော့အမိန်ချတော့အခွန်မဆောင်လို့တဲ့လောက်ပေါက်တွေလို့၎င်းရဲ့မိသားစုဝင်ကထပ်မံပြောပြ ပါတယ်။စစ်ဘက်အရာရှိဟောင်းများဦးဆောင်တဲ့ကြံခိုင်ပါတီမှဆင်အာနာသိန်းချင်းကိုထောက်ခံတဲ့ပါတီဖြစ်တယ်လို့ မိုက်ကယ်ကျော်မြင့်မှလည်းစစ်ကောင်းဆောင်မင်းအောင်လိုင်ကိုထောက်ခံကြောင်းမကြာခဏထုတ်ပေါ်ပြောလို့ရှိသူတအုပ်ဖြစ်ပါတယ်။အရသာအစိုးရလက်ထက်မှာမိုက်ကယ်ကျော်မြင့်ကအစ္စလမ်ဘာသာဝင်တွေကိုပြစ်မှတ်ထားပြီးဘာသာရေးအကြောင်းပြစုပုံမှုကြောင့်ထောင်ချခံရဘူးသူတအုပ်ဖြစ်ပြီးစစ်ကောင်းဆောင်မင်းအောင်လိုင်အတွက်တိုင်းပြူပြည်ပြူကြောက်တိုင်တီထောင်ပေးမယ်လို့ကြွေးကြော်ခဲ့သူတအုပ်လည်းဖြစ်ပါတယ်။စစ်အာဏာသိမ်းပြီးနောက်မှာလည်းစစ်တပ်ထောက်ခံပွဲတွေကိုနေရာနှက်မှာဦးဆောင်လုပ်ကိုင်နေပြီးပြူစော်တီနဲ့ဖွင့်စည်းထားတဲ့သွေးတောက်ရဲဘော်တွေဖွင့်မှလည်းပါဝင်ခဲ့သူတအုပ်ဖြစ်တယ်လို့သတင်းမှာဖော်ပြပါရှိပါတယ်။ gente?